ကိုအအောင်ကမိထားပါတယ်အိမ်မှာကြောင်လေးမွေးထားတာ နမတ်ဖတ်တဲ့အချိန်ကျရင်ဂျာနမတ်ပေါ်လာလာထိုင်တယ်ဖေထုတ်ရင်လည်းခဏပဲဆရာကြောင်မွေးထားရင်အိမ်တအိမ်မှာတန့်ရှင်မှုနဲ့ပတ်သက်ပြီးသာသနာမှာဘလို့ညွှန်ကြားထားလဲသိချင်တာမို့လေးစားစွာဖြင့်ဖြေကြားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ဆရာဘစ်မิลလာဟ်ရဟ်မာနီရဟီမ်နံပါတ်1အနေနဲ့မှတ်ထားမှာတော့ကြောင်မွေးခြင်းကပိုင်တယ် ကြောင်မွေးလို့ရတယ်။နံပါတ်2ကတော့ဗာလဲဆိုတော့ကြောင်ရဲ့တောက်ကျင်းတောက်ကြံ့ရီကမကရူတန်ဇီဟီဖြစ်တယ်။မကရူအပြင်းစားတော့မဟုတ်မကရူအပေါ့စားကြောင်တောက်ထားတဲ့ရီအဲ့ဒါဘယ်လိုဘယ်လိုအချိန်တောက်ထားတဲ့ရီလဲဆိုရင်ကြောင်ကတားကောင်းတကောင်းကောင်းကိုကြွတ်လို့ပါတော့တားကောင်းကောင်းကောင်းကိုစောက်ကုတ်ဖက်စားတောက်ပြီးချက်ချင်းတောက်တဲ့ရီဆိုရင်တော့ဒီရီကနာဘတ်မတန်တဲ့ရီဖြစ်သွားမယ်။ အဲ့လိုမျိုးတားကောင်းတဲ့ကိုကုတ်ဖက်စားတောက်တာမဟုတ်ပဲနဲ့ပုံမှန်အခြေအနေမှာတောက်ထားတဲ့ရည်ဒီမကရူတန်စီဖြစ်တဲ့မကရူတန်စီရဲ့အလိုတဘောကအဲ့ဒီကြောင်မတောက်ထားတဲ့ရည်ရှိပါလျက်နဲ့အဲ့ဒီရည်ကို သုံးမဲ့ဆိုရင်ဝူစုပိုင်သွားမယ်သို့တော်လည်းပဲမတင်လျော်နော်အကယ်လို့ကြောင်တောက်ထားတဲ့ရည်ပဲရှိတယ်ရိုးရိုးရည်မရှိဘူးဆိုရင်မကရူလည်းမဖြစ်ဘူးအဲ့ဒီရည်ကိုသုံးလို့ရတယ်ဝူစုလုပ်လို့ရတယ်တောက်လို့ရတယ်အဲနံပါတ်3ကတော့ဘာလဲဆိုတော့ ဒီကြောင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမွေးအမြင်ကတော့တဘာဝအဖြစ်သူဟာတန်ဒါပေမဲ့တခုပဲအဲ့ဒီခန္ဓာကိုယ်မှာအညစ်အကြေးမပေသေးဘူးခန္ဓာကိုယ်မှာနာပါအညစ်အကြေးတခုခုမပေနေဘူးရိုးရိုးတန်တယ်ရိုးရိုးပုံမှန်ရှင်နေပါပဲဆိုရင်ကြောင်ရဲ့ခန္ဓာကိုယ်ဒီတန်တယ်အဝစားနဲ့ထိလည်းပါမဖြစ်ဘူးနမတ်ဆက်တဲ့အခင်ပေါ်မှာလာထိုင်လိုက်လည်းပါမဖြစ်ဘူးဒီဟာပေါ်မှာနမတ်လည်းဖတ်လိုက်ရတယ်ခန္ဓာကိုယ်နဲ့ထိရင်လည်းအဝစားဟာတန်တယ်ဒါပေမဲ့တတိထားမှာက အဲ့ဒီကြောင်ကအပြည့်မှအညစ်ကြေးတခုခုပေပြီးလာလားမလားလားအဲ့လိုပဲအညစ်ကြေးတခုခုနင်းပြီးလာလားမလားလားဒါတွေကိုသတိထားရမယ်အကယ်လို့အဲ့ဒါတွေမနင်းလာဘူးမပေလာဘူးဘာမှမဖြစ်ဘူးဆိုရင်ဒီကြောင်ဟာပုံမှန်အဖြစ်တဘာအောအဖြစ်တန့်တယ်နောက်တစ်ခုက तू မစင်နေပါတယ်ထွက်ထားလာဒါကိုကြည့်ရမယ်မစင်ကတော့နာပါးဖြစ်တယ်မတန့်ဘူးနောက်တစ်ခုကတော့ဗာလဲဆိုတော့ကြောင်ကိုဖတ်တယ်တချို့ဖတ်တယ်ပွေးတယ်ချီတယ်ဒါလည်းပိုင်တယ်ကြောင်ဖတ်လို့ရတယ်ဗာလို့လဲသူ့ရဲ့အမွေးအမြင့်နဲ့ခန္ဓာကိုယ်တန့်တယ်ဆိုရတယ် တူတူတချို့ကြောင်တဲ့တူတူအိတ်တယ်ဒါလည်းရသေးတယ်ဒါပေမဲ့အခုနားလိုသတိထားမှာကသူ့စီကဟာလာဒီအညစ်အကြေးတွေသူ့ရဲ့မစင်တွေပါတွေထွက်လာမထွက်လာဒါကိုသတိထားရမယ်အဲဒါပေမဲ့နောက်ဆုံးလူတွေလောက်ကြတယ်ဖတ်တယ်နန်းတယ်အဲ့ဒါနန်းတဲ့အစင်ထိကတော့မလုတ်တင်ဒါတရိစ္ဆာန်ဖြစ်တယ်အဲ့ဒါဖတ်တာလောက်ကတော့ထိရပြီမဲ့ကြောင်ကောလာပဇက်နဲ့သွားနန်းတဲ့အစင်ထိကတော့ဒါမလုတ်တင်တဲ့အစင်ဖြစ်တယ်အဲ့တော့မိကုန်းကိုပြန်ကောက်ပြောပြရရင်တော့ကြောင်ရဲ့ခန္ဓာကိုယ်မှာအကယ်လို့သူကအညစ်အကြေးတစ်ခုခုမပေတာဘူး ဟုတ်လားတချို့ကပြောတယ်ဟာလာကြောင်ကအမွေးချောင်းနေမှတန်းတယ်ဆိုရင်မတန်းဘူးဒါနဲ့မဆိုင်ဘူးခန္ဓာကိုယ်အမွေးဆူသွားတယ်ဆိုတာယူယူတန်းနဲ့ရေနဲ့ထိပြီးဆူသွားတာလည်းဖြစ်နိုင်တယ်သူ့ခန္ဓာကိုယ်ကချွေးထွက်ပြီးဆူသွားတာလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးယူယူချွေးထွက်လို့ရေထိလို့ဆိုတဲ့အဆိုပဲဖြစ်ဖြစ်ယူယူအချောက်ပဲဖြစ်ဖြစ်နမတ်ဖတ်ခင်ပေါ်မှာလာထိုင်လို့ဘုရားစာနဲ့ထိလို့ဘာမှမဖြစ်ဘူးနမတ်ဖတ်လို့ရတယ်